ပရိသတ်များအားလုံးကိုမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့နောက်ဆုံးရဘောလုံးသတင်းတွေပဲဖြစ်ပါရရှင်မြန်မာပြည်ကနေကြီးစုအားပေးနေတဲ့ပရိသတ်များကို VPN ခံပြီးကြည့်ပေးဖို့မြင်တိုင်းခံပါရရှင်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့အင်္ဂလန်အသင်းကြီးပြတူချက်ကအရင်ခုန်ထိုင်ရတဲ့အတွက်ဒေါသထွက်နေတဲ့ကစားသမားတွေကအင်္ဂလန်အသင်းကို2026ကမ္ဘာဖလားပြိုင်ပွဲမှာအောင်မြင်မှုရအောင်ဆွမ်းဆောင်ပေးဖို့တိုက်တွန်းလိုက်ပါတယ်တူချက်ကနာမည်ကျော်တွေကိုအရင်ခုန်ထိုင်ခိုင်းပြီး ကစားသမားတွေကိုပောက်ကွဲထွက်လာအောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောခဲ့တယ်လို့နာမည်ကျော်ရီအနေနဲ့အရှက်ကုန်မှထိုင်ရတဲ့ပေါ်နားလေလက်ခံပေးဖို့လိုအပ်တဲ့အပြင်အတင်းလိုက်စိတ်တဲ့အံဝင်အောင်ကြိုးစားရမယ်လို့ပြောကြားခဲ့ပါတယ်။ဆာဗီယာကို2-0နဲ့အနိုင်ရတဲ့ချစ်စစ်ပွဲမှာအင်္ဂလန်အသင်းနာမည်ကျော်ကစားသမားတွေဖြစ်ကြတဲ့ဘယ်လင်ဂန်နဲ့ဖိုဒန်တို့ကဒုတိယပိုင်းမိနစ်60ကျော်မှလူစားဝင်ကစားခဲ့ပြီးဒုတိယဂိုးသွင်းခဲ့တဲ့အက်ဇေးကလည်းဒုတိယပိုင်းမှာလူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့အင်္ဂလန်တင်ပွဲစဉ်လေးပွဲကိုလွှဲချော်ခဲ့သူဘယ်လင်ဂန်က စားပြောင်းတဲ့ပွဲမှာလူစားဝင်ပြီးတော့ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။အယ်ဘေးနီးယားနဲ့နောက်ဆုံးခြေစစ်ပွဲမှတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတူချာကကစားသမားတွေအနေနဲ့အရန်အဖြစ်သာကစားရရင်ဒေါသထွက်လိရှိတယ်ဆိုတာအသေးချာပါပဲ။ဒါပေမဲ့ပြိုင်ပွဲတွေမှာအနိုင်ရတဲ့အသင်းတိုင်းကိုပြန်ကြည့်ရင်အရန်ကုန်ကနေထလာပြီးတော့ခြေစွမ်းပြနိုင်တာမျိုးတွေတွေ့ရမှာပါ။ပွဲပြီးကနေ7မိနစ်ပိုင်းပွဲပြီးကနေ7မိနစ်ပဲကြာရင်တောင်မှကစားသမားတစ်ယောက်က ငါကဘာလို့လူစားမဝင်ခိုင်းရတာလဲလို့တွေးနေမဲ့သူတရားမှမရှိနိုင်ပါဘူး။ Chelsea တင်းနဲ့2021ချန်ပီယံလိဖလားရခဲ့ချိန်ကကျွန်တော်ကဒီလိုပုံစံသုံးချပြီးတကယ်လည်းကြိုးရှိခဲ့တာဖြစ်ပါတယ်။ကစားသမားတွေကပွဲထွက်မှကစားရရင်တော့အရန်ခုံကနေထပြီးတော့ချစ်ဆွမ်းပြနိုင်မှုစိတ်အားထက်သန်ခဲ့ကြပါတယ်။အဲဒီချက်ကနောက်ဆုံးချိန်မှာကြီးမားတဲ့အပြောင်းလဲတွေဖန်ပြီးပေးနိုင်ပြီးအရန်ခုံထိုင်ရတဲ့အတွက်ကစားသမားတွေမကျေနပ်ဖြစ်ရင်တော့ကစားခွင့်ရတဲ့အခါအကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့လိုတယ်လို့ပြောကြားခဲ့ပါတယ်ရှင်။ ဂေါ့ဘလာချစ်စစ်ပွဲအသင်း30သင်းပြေးမြောက်တယ်ဆိုတဲ့အကြောင်းလေးကိုလည်းတင်ဆက်ပေးပါမယ်။ခရိုအေးရှားအသင်း2026ဂေါ့ဘလာပြိုင်ပွဲချစ်စစ်ပွဲအောင်မြင်ပြီးရင်တော့ပြိုင်ပွဲဝင်ခွင့်ရအသင်း30သင်းပြေးမြောက်ခဲ့ပါရယ်။ခရိုအေးရှားအသင်းကတော့အိုဆူအယ်မာချက်ဖာရူဂျွန်းစုများမွန်တီနီဂရိုဒီဘရတာအသင်းတွေနဲ့အတူတူကြာရောက်ခဲ့တာပါ။ခရိုအေးရှားအသင်းတွေနဲ့ခုနှစ်ပွဲကစား16မှတ်နဲ့လက်ကျန်တစ်ပွဲအလိုမှာချက်ကို6မှတ်အသာနဲ့ချစ်စစ်ပွဲအောင်မြင်ခဲ့ပါရယ်။2026ဂေါ့ဘလာပြိုင်ပွဲကိုအသင်းပေါင်း48သင်းနဲ့ ပထမအဆုံးအကြိမ်ပြုလုပ်မှာဖြစ်ပြီးလက်ကျန်၁၈နေရာကျန်ရှိနေပါတယ်။အခုနိုဗမာလနိုင်ငံတကာရဲတပ်တစ်ပတ်မှာခြေစစ်ပွဲအောင်အသင်းအများစုထပ်မံထွက်ပေါ်လာမှာဖြစ်ပြီးတော့ playoff ကနေတက်လာမယ့်အသင်းတွေကတော့လာမယ့်နှစ် March လရောက်မှသိရပါလိမ့်မယ်။လက်ရှိခြေစစ်ပွဲအောင်အသင်းတွေထဲမှာ Jordan, Uzbekistan, Kelvadi အသင်းတွေကပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ထားတာပဲဖြစ်ပါတယ်ရှင်။ခစ်တဲ့ရူဒီဗန်လာလို့တင်စားခံရတဲ့ညူကာဆယ်တိုက်စင်မှုဝေါ်တာမာတာကတော့ ဂျာမနီလည်းရွေးစဉ်အတွင်းတက်လဲအားထားရတဲ့ကစားသမားတယောက်ဖြစ်နေခဲ့ပါပြီ။အသက်23နှစ်ရဲ့ဝေါ်တာမာတာက2025ခုနှစ်ထဲရောက်မှသာလည်းရွေးစဉ်အတွင်းအတွက်ကစားပြရခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ညမှာတော့လူဇင်ဘတ်ဘတ်ကိုအနိုင်ကိုနှစ်ဂိုးလုံးသွင်းပေးနိုင်ခဲ့ပါတယ်။ဝေါ်တာမာတာရဲ့ဂျာမနီအတွက်ပထမဆုံးသွင်းကိုကတော့ပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့မှာရထားတာပါ။အခုတော့ဒီပွဲမှာနှစ်ဂိုးသွင်းယူကအသင်းကိုလမ်းကြောင်းမှန်ပေါ်ဆက်ရှိအောင်လုပ်ပေးနိုင်ခဲ့ပြီးသူကစားသမားဘဝနိုင်ငံတကာသွင်းကို3ဂိုးရရှိခဲ့ပြီးပဲဖြစ်ပါတယ်။ တကယ်တော့ဝေါ်တာမာတာကဂျာမနီလေဝိစင်အသင်းရဲ့အဓိကတိုက်စစ်မှုတော့မဟုတ်သေးပါဘူး။ကိုင်ဟာဗတ်စ်နဲ့တခြားတိုက်စစ်မှုတွေဒဏ်ရာရနေချိန်မှာဝန်ကစားခွင့်ရတဲ့အခွင့်အရေးကိုအမိရအသုံးချနိုင်ခဲ့တာလို့ဆိုရမှာဖြစ်ပါတယ်။ဂျာမနီကဒီပွဲနိုင်ရခဲ့တာကြောင့်အင်ခါနီမှာကစားမဲ့ဆလိုဗကီးယားနဲ့ပွဲမှာတရည်တမတ်ရအောင်နဲ့ကမ္ဘာဗလားပြိုင်ပွဲကို16ချိန်ဇက်တိုက်ဝန်ကစားခွင့်ရမှာပဲဖြစ်ပါတယ်ရှင်။ပေါ်တူဂီလိုရေးစင်အသင်းကောင်းဆောင်ဆီရိုနက်တိုကအိုင်ယာလန်ကို0-2နဲ့အရင်းနှီးခဲ့တဲ့ပွဲမှာပြတ်သက်ခံခဲ့ရတဲ့အနိုင်ကပ်ကြောင့် ချစ်စစ်ပွဲအောင်ခဲ့ရင်အနည်းဆုံး2026ကမ္ဘာလပြိုင်ပွဲအောက်ဆုံးဖွင့်ပွဲကိုလွှဲချော်ဖို့ရှိနေပါတယ်။၎င်းကအိုင်ယာလန်ကစားသမားဒါရာအိုရှိရဲ့နောက်ကျောကိုဒါရာအိုရှိရဲ့ကျောကိုနောက်ကနေပကုံးနဲ့တိုက်ခဲလို့အနီကပ်ပြသခံခဲ့ရတာဖြစ်ပါတယ်။ကနအူအဝါကတ်တာပြသခံခဲ့ရပေမဲ့ VAR ပြန်ကြည့်ပြီးတဲ့နောက်အနီကပ်ဖြစ်ပြောင်းလဲသွားခဲ့တာပါ။စီရိုနယ်ဒိုအနေနဲ့အနီကပ်ပြစ်ဒဏ်အရကနအူအာမေးနီးယားနဲ့ချစ်စစ်ပွဲအုပ်စုနောက်ဆုံးပွဲကိုလွှဲချော်မှာဖြစ်ပါတယ်။ ဒါပေမဲ့အ ਨੇ ဆုံနိုင်ငံကပွဲနှစ်ပွဲပဲပြစ်ဒဏ်ကျခံနိုင်တယ်လို့လည်းသတင်းတွေထွက်နေပါတယ်။ FIFA စီကံထိန်းသိမ်းကော်မတီကအရေးယူမှုကိုတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။အခုဖြစ်စဉ်ကအကြမ်းဖက်အပြုမှုခေါင်းစဉ်အောက်ရောက်နေပြီးဥပဒေအရတော့အ ਨੇ ဆုံ၃ပွဲနဲ့အထက်ပွဲပယ်ခံရမှာပဲဖြစ်ပါတယ်ရှင်။အခုဆက်လက်တင်ဆက်ပေးမှာက Real Madrid ရဲ့တိုက်စစ်မှု Vinicius Junior စာချုပ်တဲ့ကိစ္စအဆင်မပြေဖြစ်နေပါတယ်။လက်ရှိ2029နှစ်အထိစာချုပ်ကြံသေးပြီးတော့လောကလာစာ Euro 2020နီးပါးရနေရအောင် သူကအမ်ပါပီလိုတန်း25နဲ့29ချားနဲ့လက်မှတ်ထိုးချေးတန်း20ပါတောင်းဆိုနေလို့ရီယယ်ဘက်ကလည်းမပြောနိုင်ပဲဖြစ်နေရပါဖီနီကတော့တကယ်မလွယ်ကြောပါပဲရီယယ်လိုဘန်နာကြီးတင်းကျပ်တဲ့အသင်းကိုသွားပြီးတောင်းဆိုနေရတယ်လို့ဒါပြင်နီးပြဇာဗီအလွန်ဆိုကဗီနီစီယက်ကစားပုံကိုလည်းတိတ်တဘောမကြလို့လူစားလဲတာခြံထားရည်လုံးနေတော့သူတို့နှစ်ဦးချားမှလည်းပြဿနာတွေရှိနေတယ်2019ကလေးကအသင်းမှာအရေးပါခဲ့ပြီးမြေအခုတော့သူ့ရဲ့စိတ်ခံစားမှုနဲ့အပြုအမူတွေကြောင့်ရီယယ်ကအစိတ်ပြတ်နေပါပြီ။ ကဲတကယ်လို့ဗီနီစီယာထွက်သွားရင်ဘယ်အသင်းကိုရောက်မယ်ထင်လဲဘယ်အသင်းနဲ့လိုက်ဖက်ဆုံးဖြစ်မလဲဆိုတာပြောကြည့်ပါအောင်ရှင်ချက်စီသင်းကမွိုင်းစကိုင်းစီတို့ကင်ဒရီပါရက်စ်တို့အသင်းဟောင်းဖြစ်တဲ့အီကွေဒေါ်ပြိုင်ပွဲဝင် Independent Del Valle အသင်းကအသက်16နှစ်အရွယ်လူငယ်နောက်ခံလူဒင်နာအိုဒိုနက်စ်ကိုခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်ဒင်နာအိုဒိုနက်စ်ကတော့လာမယ့်2028ခုနှစ် ဂျန်ဂျူအိုင်လာမှာချဲစီတင်းထံရောက်ရှိလာမှာဖြစ်တယ်လို့ချဲစီအသင်းအနေနဲ့ဒင်းနာအိုဒူနာစ်ကိုတခြားရောဘတ်ထိတ်တန်အသင်းကြီး၃သင်းနဲ့အရှင်းပြိုင်မှုခွဲယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အသက်28နှစ်အရွယ်ပြင်သစ်ဘိုးနောက်ခံကစားသမားအိတ်ဇယ်ဒီဆာစီကလည်းလက်ရှိအသင်းမှာရှိနေတဲ့ဘိုးနောက်ခံကစားသမားရဲ့ဒဏ်ရာကြောင့်ချဲစီတင်းကြီးမှာပြန်လည်ပါဝင်လာခဲ့ပြီးအခုလာမယ့်ကြာသပတေးနေ့မှာပဲနိုင်ငံလက်ရွေးစင်အသင်းကနေပြန်ရောက်လာတော့မယ့်အသင်းပေါ်ရင်းနဲ့အတူလေးချင်းဆင်းသွားတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ယာဟင်းစတာလင်ကတော့အခုအချိန်ထိချက်စီတင်းကြီးမှာပါဝင်လာခြင်းမရှိသေးဘူးလို့သိရပါတယ်ရှင်။ချက်စီတင်းရဲ့လာမယ့်နေရာဒီပြောင်းရွှေ့မှာအဓိကစောင့်ကြည့်တဲ့ကစားသမားကတော့မန်စီးတီးအသင်းရဲ့လူငယ်ကျယ်ပွင့်အော်စကာဘော့ပါပဲ။သူနဲ့ပတ်သက်တဲ့အတိုင်းအဝန်တွေကတော့လက်ရှိချက်စီတင်းကိုပြောင်းရွှေ့သွားပြီးအောင်မြင်နေတဲ့ကိုးပါမကိုအတော်လေးသဘောကျနေကြပါတယ်။ဒါကြောင့်လည်းဒီအသင်းမှာဒါကွာဒီယိုလာအနေနဲ့အော်စကာဘော့ကိုဘဝကစားခွင့်လုံလောက်မပေးခဲ့ဘူးဆိုရင် လာမယ့်နေရာသည်ဒီချာတိတ်မန်စီးတီးကနေထွက်ခွာသွားနိုင်ပါတယ်။ချယ်ဆီတင်းကလည်းအော်စကာဘတ်ကို လိုချင်နေတယ်။ပြီးခဲ့တဲ့နေရာဒီကဆိုရင်အသင်းရဲ့တာဝန်ရှိသူတွေကအော်စကာဘတ်ကိုကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ကိုပါမားနဲ့ကိုပါမားနဲ့လည်းနောက်တရနေခဲ့တဲ့မန်စီးတီးအသင်းကတော့သူတို့ရဲ့အကယ်ဒမီထွက်တည်နောက်တူဖြစ်တဲ့အော်စကာဘတ်ကိုတော့ထပ်မံလက်လွတ်ချင်တဲ့စိတ်မရှိတော့ပါဘူး။ခတာကကွာဒီယိုလာအနေနဲ့အော်စကာဘော့ကိုပွဲကစားခွင့်မပေးဘူးဆိုရင်ကစားသမားအနေနဲ့အသင်းကနေထွက်ခွာသွားဖို့အဆုံးဖြတ်ချက်ချသွားတော့မှာဖြစ်ပါတယ်။ဒီတဲ့အတိုင်းပဲ။ 瓜迪奥拉ကလည်းနီးပြမာနာကြီးရဲ့သူဆိုတော့ထွက်ချင်ရင်လည်းထွက်နိုင်တယ်လို့ပြောလာလိမ့်မယ်။ Oscar Bob ကလည်းဒီဟာဒီအစကပုံမှန်ပွဲထွက်ခွင့်နေပွဲကစားခွင့်မိနစ်တွေရခဲ့ပြီးမယ်။နောက်ပိုင်းပွဲတွေမှာတော့အရန်ကုန်မှသာထိုင်နေခဲ့ရတာဖြစ်ပြီးပွဲကစားခွင့်မိနစ်တွေထပ်မံမရတော့တဲ့အပေါ်စိတ်ပြက်နေတယ်လို့ကစားသမားနဲ့ပတ်သက်တဲ့အတိုင်းဝန်းကြီးကလည်းသတင်းတွေထွက်နေပါဗျ။ဘာပဲဖြစ်ဖြစ် Oscar Bob ကတော့ကိုပါမလို့ပဲတကယ်ကိုထူးချွန်တဲ့ပါရမီရှင်ကစားသမားတစ်ယောက်ပါ။တကယ်လည်းကောင်းတဲ့ခြေတဲ့တယောက်လို့လည်းပြောရပါမယ်။ အက်တလတီကိုအသင်းရဲ့တိုက်စစ်မှုအယ်ဗာရက်စ်ကိုချက်စီးသင်းကလာမဲ့နေရာတည်လာမဲ့နေရာတည်မှာပေါင်132တန်းနဲ့ကမ်းလှမ်းဖို့အတွက်စီစဉ်နေတယ်ဆိုပြီးတော့ရောမသတင်းတွေကထွက်ပေါ်လာပါတယ်ပြောရမယ်ဆိုရင်ဒီသတင်းကကောလာဟလပဲနှီးမှာပါလက်ရှိသွားနေတဲ့အသင်းရဲ့ policy ရကစားသမားတက်ဦးတဲ့ကိုတန်းတရာကျော်ခေါ်ပြီးတော့တန်းတရာကျော်သုံးပြီးတော့ခေါ်ဖို့ကမဖြစ်နိုင်တော့ပါဘူးအခုထွက်လာတဲ့သတင်းတွေကလည်း Spain ဘက်ကလာတဲ့သတင်းတွေဆိုတော့ဖွာနေရပဲဖြစ်မှာပါ မှန်တိုင်းပြောရရင် Everest လိုကစားသမားမျိုးကို တကယ်သဘောကျပါတယ်ပြီးခဲ့တဲ့ရာသီအပြောင်းရွှေ့မှာကလေးကသူ့ကိုခေါ်ယူဖို့အတွက်အချက်စစ်တင်ကအခွင့်အရေးတွေရခဲ့ပါသေးတယ်ဒါပေမဲ့လည်းဘုတ်အဖွဲ့က Everest ကိုမခေါ်တော့ဘဲတခြားသောကစားသမားတွေကိုသာခေါ်ယူခဲ့တာပါလာမယ့်နေရာဒီမှာ comment ဆိုရင်လည်းမဖြစ်နိုင်ဘူးလို့ထင်ပါတယ်အသက်25နှစ်ရွယ်ကစားသမားတယောက်ကိုတန်းတရာကျော်သုံးပြီးခေါ်ဖို့ဆိုတာကအသင်းရဲ့လက်ရှိသွားနေတဲ့ system နဲ့အကင်မှုလည်းမရှိဘူး Everest ကိုကြိုက်တာရောကြိုက်ပါတယ်ဒါပေမဲ့လည်းရောက်လာရင်တော့အကောင်းဆုံးပေါ့ရှင် သူကချက်စီပြိသက်တိုင်းသဘောကြတဲ့ကစားသမားတယောက်ဆိုတာကတော့သိကြပါရဲ့ရှင်အခုလိုမျိုးနိုင်ငံသားဘောလုံးသတင်းအားလုံးကိုတနင်္လာနေ့မှာစောစောလေးလေးကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ YouTube Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြပါအောင်နော်ဖိတ်တစီနောက်ထပ်ပြောချင်တာက Facebook မှာလည်းကျွန်တော်ရဲ့မြန်မာစပေါ့မီဒီယာ Page ကနေ၄၀ဘောလုံးသတင်းကိုပုံမှန်သင်ဆက်ပေးနေတာဖြစ်လို့ Facebook Page ကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်နော် ပေါ်လုံးစစ်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။